ီဗီဒီယိုလေးမှာတော့ကျမကဒီ audience နဲ့ဘယ်လိုမျိုး engagement မြင့်မားလာအောင်လုပ်မလဲဆိုတဲ့နည်းလမ်းလေးတွေကိုမျှဝေထားပါတယ် ကျွန်မနဲ့အတူတူ YouTube ဆောက်လုပ်ဖြစ်တဲ့သူတွေဆိုလို့ရှိရင် YouTube မှာဗီဒီယိုလေးတင်လာတလကျော်ကြပြီပေါ့နော်အဲဒီအချိန်မှာကျွန်မတို့မှာသင်သင်နဲ့ audience လေးတွေရလာပြီပေါ့နော်ကျွန်မဆိုလို့ရှိရင် subscriber 30နဲ့ view 900ကျော်ကြပြီပေါ့နော်ဒီနေရာလေးကပြောချင်တာက subscriber တွေရောကျွန်မရဲ့ဗီဒီယိုလေးကိုစိတ်ဝင်စားဝင်ကြည့်တဲ့သူတွေရော comment ပေးတဲ့လူတွေရော like ပေးတဲ့သူတွေရော share သွားပေးတဲ့လူတွေရောအားလုံးကိုကျွန်မကျေးဇူးအထူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင် အဲ့တော့ကျမတို့ကအဲ့လို subscriber လေးတွေရလာပြီ audience လေးတွေရလာပြီဆိုတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ audience တွေနဲ့ကျမတို့က engagement မပြတ်အောင်ကြိုးစားရမယ်အဲ့ဒီတော့ကျမတို့ကဒီ audience တွေနဲ့ engagement မြင်မာလာအောင်ကြိုးစားရမယ်နီးလန်းဟာလေကျမတို့အတွက်အရေးကြီးလာပြီပေါ့နော်အဲ့တော့ဒီ video လေးမှာတော့ကျမကဒီ audience တွေနဲ့ဘယ်လိုမျိုး engagement မြင်မာလာအောင်လုပ်မလဲဆိုတဲ့နီးလန်းလေးတွေကိုမျှဝေထားပါတယ်အားကြောင့်မလို့ video ကိုအဆုံးထိကြည့်စွာပေးဖို့တော့တောင်းဆိုချင်ပါတယ် ဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုစားလိုက်ကြရအောင်ပါအဲ့တော့နီးလန်းလေး30ကိုကျမအရင်ဆုံးစပြီးတော့မျှဝေမယ်ပထမအဆုံးနီးလန်းလေးကတော့ကျမတို့ကပရိသတ်တွေအမေမေးဝန်းလေးထည့်တာပေါ့ကျမတို့ရဲ့ဗီဒီယိုလေးရဲ့အစဒါမှမဟုတ်ရင်အလဲဒါမှမဟုတ်နောက်ဆုံးလေးမှာပရိသတ်ကိုပြန်မေးတဲ့မေးဝန်းလေးထည့်ခြင်းအဖြစ်ကျမတို့နဲ့ပရိသတ်ချားမှာ engagement မြင့်မားလာစေနိုင်ပါတယ်ပေါ့နော် အဲ့တော့ဘလို့မေးခွန်းလေးကြီးလဲဆိုတော့ဥပမာအဖြစ် DBU လေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဟိုသိချင်တာလေးတွေရှိရင်ကွန်မန့်မှာရေးသွားပြပါဦး နောက်တစ်ခုကဒီ video လေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့နဲ့အကြံပြုချင်တာလေးရှိရင် comment မှာမှတ်သွားပေးနိုင်ပါတယ်။နောက်တစ်ချက်ကတော့ဒီ video လေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ငြိမ်းချမ်းစရာရှိတယ်၊သဘောထားကွဲလဲတာမျိုးရှိတယ်ဆိုလို့ရှိရင် comment မှာမှတ်ပြီးတော့ဆွေးနွေးနိုင်ပါတယ်။ဒီလိုကြားရလေးတွေကိုကျမတို့ရဲ့ video စာဒါမှမဟုတ်အလဲဒါမှမဟုတ်အစုံလေးမှာထည့်ပြီးတော့ပရိသတ်ကိုပြန်မေးတဲ့နည်းလမ်းလေးဖြစ်ပါတယ်ပေါ့နော်။ဒီလိုမေးခြင်းအားဖြင့်ပရိသတ်ကကျမတို့ရဲ့ video ကိုပြန်ပို့ပြီးတော့စိတ်ဝင်စားမှုမြင်မာလာမှာဖြစ်ပါတယ်။ ဒုတိယနည်းလမ်းလေးကတော့ comment တွေကိုဖြေကြတာဖြစ်ပါတယ်။အဲတော့ကျမတို့ရဲ့ audience တွေက comment ပေးလိုက်တဲ့ဟာကိုကျမတို့ကအတက်နိုင်ဆုံးတော့မြန်မြန်ဆန်ဆန်ဖြေကြပေးတာတော့အကောင်းဆုံးပါပဲပေါ့နော်။အဲ့လိုဖြေကြပေးရတဲ့ audience တွေအနေနဲ့ကလည်းမိန်းကလေးတွေသူတို့သိချင်တဲ့အဖြေလေးကိုရသွားပြီးတော့အာကျမတို့ channel ကလည်းဒီ audience တွေကိုဘလောက်ဂရုစိုက်ကြအောင်ဘလောက်လေးထားကြောင်းပေါ်လွင်စေတယ်ပေါ့နော်။အဲဒါကြောင့်မလို့ comment တွေကိုအတက်နိုင်ဆုံးမြန်မြန်ဆန်ဆန်ဖြေကြပေးပါလို့ကျမကတော့ကြံပြုချင်ပါတယ်။တကယ်နည်းလမ်းလေးကတော့ ကွန်မန့်တွေကိုပြန်လည်ပြီးတော့ဗီဒီယိုဖန်ကြည့်တာဖြစ်ပါတယ်ပေါ့နော်ပရိသတ်ကကျမတို့ရဲ့ post တွေမှာကျမတို့ရဲ့ဗီဒီယိုတွေမှာလာမေးသွားတဲ့မေးခွန်းလေးတွေကိုကျမတို့ကဗီဒီယိုဒီဇိုင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာဖန်တီးပြီးတော့ဖြေကြားပေးမယ်ဆိုလို့ရှိရင်ပရိသတ်နေနဲ့လည်းအဲပေါ်ကပေါ့သူတို့မေးတဲ့မေးခွန်းလေးတွေကိုဖြေကြားပေးရတဲ့ဝမ်းသာခြင်းနဲ့မူရသလိုကျမတို့အနေနဲ့လည်းနောက်ထပ်ဖန်တီးမဲ့ဗီဒီယိုတွေကောင်းစဉ်ဒါမှမဟုတ်လို့ရှိရင် contact idea တမျိုးရရှိသွားစေတဲ့အတွက်နှစ်ဦးနှစ်ဖက်အကျိုးများတဲ့အတွက်ကြောင့်မလို့ကျမကဒီချက်လေးကိုအကြံပြုချင်ပါတယ် နောက်ထပ်အနေနဲ့ကျမကအကြံပြုချင်တဲ့အချက်လေးရှိပါတယ်။အဲ့ဒါကတော့ thumbnail ရယ် title ရယ်နောက် thumbnail စာသားရယ်အဲ့ဒါတွေရေးတာလေးပေါ့နော်။အဲ့ဒါတွေဟာလည်းကျမတို့အတွက် audience ပို့ပြီးရလာနိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်။အဲ့တော့ကျမတို့ရယ် title နဲ့ကျမတို့ရယ် thumbnail ပုံလေးကိုကြည့်ပြီးတော့မှအာကျမတို့ရယ် audience တွေကနေပြီးတော့စိတ်ဝင်စားနဲ့ကျမတို့ channel ကိုရောက်လာအောင်ကျမတို့ကဆွေးဆောင်နိုင်ရပါမယ်။ပြတမ်းနေအရာကိုလည်းကျမတို့က brand color တစ်ခုထားရှိပြီးတော့တောင်းရင်တော့ပို့ပြီးအဆင်ပြေနိုင်တယ် ို့အကြံပြုချင်ပါတယ်။အဲ့ဒါမှာကျမတို့ identity quality ကိုလည်းပို့ပြီးတော့ခိုင်ခန့်စေပါတယ်။အဲ့ဒါတက်မီစာသားနဲ့ title စာသားကတူညီနေဖို့မလိုပါဘူးပေါ့နော်။ကိုကြိုက်တယ်၊ကိုအစ်စ်ပြေနိုင်တယ်၊ဟိုဟုတ်ဖြစ်နိုင်တယ်။ စာသားလေးတွေပြောင်းလဲပြီးတော့ထည့်နိုင်ရင်တော့အကောင်းဆုံးပါပဲပြီးတော့ template ရဲ့ design ပေါ့ design အားကြတော့ကျမတို့မျက်နှာပြတဲ့လူတွေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မျက်နှာနဲ့ဒါမှမဟုတ် color ပေါ့နော် color ကတော့ color အနေနဲ့ကတော့အဲ YouTube color တွေဖြစ်တဲ့အဖြူတို့အနေတို့ကတော့မသုံးရင်အကောင်းဆုံးပါပဲပေါ့နော်ရှား color လေးပြီးတော့စာသားကိုလည်းထင်းနေအောင်ဖြစ်စေမယ့်စာသား color မျိုးပေါ့နော်အဲ့လိုသုံးသင့်ပါတယ် ပြီးကျမတို့ရဲ့ပုံထည့်မယ်ဆိုလို့ရှိရင်လည်း emoji လေးတွေထည့်ပေးတာကောင်းပါတယ်အဲပြုံးနေရလားပျော်နေရလားဝမ်းနည်းနေရလားဆစ်ရှုပ်နေရလားပေါ့နော်အဲ့လိုလေးတွေထည့်ရဆိုလို့ရှိရင် audience တွေကိုပို့ပြီးတော့စစ်ဆောင်မှုရှိပါတယ် audience တွေပို့ပြီးစိတ်ဝင်စားမှုရှိပါတယ်အဲ့ဒါလေးတွေကိုအကြံပေးချင်ပါတယ် ပြီးတော့နောက်တစ်ချက်က retention retention ကပထမ5စက္ကန့်ကနေ10စက္ကန့်အတွင်းပေါ့နော်အဲ့ဒီအချိန်မှာပြိတ္တရဲ့အာယုံကိုကျမတို့ကဖန်ဆားနိုင်ရပါမယ်အဲ့ဒီအချိန်မှာဟုတ်ကောက်ကောက်နဲ့ကျမတို့ပထမ3စက္ကန့်5စက္ကန့်10စက္ကန့်ကိုဟိုကဟုတ်ကောက်ကောက်နဲ့ပြောနိုင်မယ်ဆိုလို့ရှိရင်ပြိတ္တကစိတ်ဝင်စားပြီးတော့နောက်ထပ်ဗီဒီယိုတွေလည်းဆက်ပြီးတော့ရှုစဉ်စိတ်ဖြစ်သွားမယ်လို့ကျမအကြံပြုချင်ပါတယ် ။နောက်တစ်ချက်ကတော့ပရိသတ်ကိုစက်ထိန်ထားနိုင်ဖို့အတွက်ကျမတို့ရဲ့ attendance scale လေးတွေလည်းလိုရပေါ့နော်။အဲဒါနဲ့ကျမတို့စကားပြောလေးတွေနဲ့သက်ဆိုင်တဲ့ video တိုလေးတွေထိုးတာမျိုးပေါ့နော်။ပြီးတော့ကြဆုံးရင်ဆုံးအောင်လုပ်တာမျိုးအဲ့လိုလေးတွေလုပ်ပေးရင်လည်းပရိသတ်ကစိတ်ဝင်စားမှုရရှိစေပါတယ်။ကျမတို့ video ပေါ့နော်။ဆုံးအချက်လေးကတော့ call to action ထည့်ထားလေးဖြစ်ပါတယ်ပေါ့နော်။ဒီချက်လေးကတော့မဖြစ်မနေပါတင်တဲ့အပိုင်းလေးဖြစ်ပါတယ်။ပြီးရင်ကျမတို့က title တွေဆွဲထားမယ်။ ထိုက်တဲ့ရိုကလန်ဒါတွေဆွဲပြီးတော့ကျမတို့တပတ်တစ်လတင်းမဲ့အကြောင်းအရာတွေကိုပေးချာလေးပေါ့နော်အချိန်ကြာလေးဆွဲပြီးတော့လောက်ဆောင်ထားမယ်အဲ့တော့ကျမကဒီနေ့ဗီဒီယိုလေးမှာ ပြန်ပြီးတော့ခြုံငုံပြီးသုံးသပ်ရလို့ရှိရင်တော့ပထမအဆုံး audience နဲ့ engagement မြင့်တက်တာအောင်လို့အတွက်လောက်ဆောင်ရမယ့်အချက်ကနံပါတ်၁ကတော့ပရိသတ်ကိုမေးခွန်းပေးပါနံပါတ်၂အချက်ကတော့ comment တွေကို reply ပြန်ပါနံပါတ်၃အချက်ကတော့ တို့ပေးတဲ့ comment တွေကိုခေါင်းစဉ်လုပ်ပြီးတော့နောက်ထပ် video တွေမှာမျှဝေပါအဲ့သုံးချက်ကိုကျမတို့ကလှုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်တော့ပရိသတ်နဲ့ကျမတို့ကြားမှာ radio ရဲ့ဆက်ဆံရေးကိုရပြီးတော့မိသားစုဆန်စွာနဲ့ရှောက်လန်းနိုင်မှာဖြစ်ပါတယ်ပရိသတ်အနေနဲ့လည်းကျမတို့ channel လေးကိုတို့ comment တွေကိုပြန်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့နောက်ထပ်နောက်ထပ် video လေးဆက်လက်ပြီးတော့စောင့်ပြီးတော့စောင့်မျှော်ပြီးတော့ကြည့်ရှုရှင်စိတ်တွေဖြစ်လာမှာဖြစ်ပါတယ်ကိုကြံပေးချင်ပါတယ်နောက်ထပ်အချက်ကတော့ကျမတို့က10 minute idea နောက်ပြီးတော့10 minute စာသားနဲ့ထိုက်တဲ့ ဒီကိုပေါ့နော် title စာသားတွေကိုသိချာလေးကျမတို့က previous စိတ်ဝင်စားအောင်ရေးမယ်ပြီးရင်ပထမဦးဆုံး6မိနစ်နဲ့7မိနစ်ကြားမှာ previous စိတ်ဝင်စားမယ်ဟုတ်မျိုးကိုပေးနိုင်မယ်ဆိုလို့ရှိရင် previous နဲ့ကျမတို့ကြမှာ engagement နဲ့မြင့်တက်လာမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအခု video ပါနီလန်းလေးကတော့ကျမလေးလာသိရှိထားတဲ့နီလန်းလေးတွေဖြစ်ပါတယ်မိဆွေတို့မှလည်းကျမထက်ကောင်းတဲ့နီလန်းလေးတွေရှိတယ်ဆိုလို့ရှိရင်ကျမကိုလည်းမျှဝေခဲ့ဖို့မမေ့ပါနဲ့နော် ဒီနေ့ဗီဒီယိုလေးအားကြောင်းရာတွေကိုမိတ်ဆွေတို့အနေနဲ့နောက်ထပ်သိကျင်တာများရှိလို့ရှိရင်လည်းကျမရဲ့ comment box မှာရေးသွားပေးလို့ရပါတယ်။ပြီးတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့အမြင်မတူတာရှိမယ်။နောက်ပြီးတော့ထပ်ပြီးတော့သိကျင်တာမျိုးတွေရှိရင်လည်းကျမရဲ့ comment ကနေပြီးတော့ဆွေးနွေးသွားနိုင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာမိတ်ဆွေကိုမေးထားတဲ့မေးခွန်းလေးနောက်ပြီးတော့အချံပြုတ်ချက်တွေကိုကျမဗီဒီယိုလေးတစ်ပုဒ်ဖန်တီးပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့နောက်ထပ်ဗီဒီယိုလေးကြည့်နိုင်အောင်အတွက် like အဲကွန်မန့်ရေးသွားပေးကြပါပြီးတော့မိတ်ဆွေတို့ရဲ့မိတ်ဆွေတွေကိုသိရှိစေဖို့အတွက်လည်းဒီနီလန်းကောင်းလေးကိုသိရှိစေဖို့အတွက် share သွားပေးကြပါအောင်ပြီးတော့ကျွန်မရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်သွားပေးပါအောင်လို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တန်းနောက်တဲ့ video တွေမှာပြန်လည်ပြီးတော့တွေ့ပါမယ်